မောင်မိုက်တဲ့ညတညမှာမော်စီယာကြီးတက်မတော်ကမျိုးတစ်မျိုးမှရှိနေပါတယ်။သူနဲ့အတူ Professor McGonagall နဲ့ Hagrid တို့ကတလဲလေး Harry Potter ကိုသူ့ရဲ့တဝရီသောဆွေမျိုးရင်းစားဖြစ်တဲ့သူ့တော် Muggle ရဲ့အရှင်မှာလက်ထားကြတာဖြစ်ပါတယ်။ Muggle ဆိုတာကတော့မော်အစားမရှိတဲ့တာမန်လူတွေကိုခေါ်တာဖြစ်ပါတယ်။လောလောဆယ်မှာတာမန်လူတွေနဲ့ထားခဲ့ပေမဲ့အချိန်တိုင်ရင်တော့ Harry Potter မော်လောကကိုတေချာပေါက်ပြလာရမယ်သူဖြစ်ပါတယ်။အလုံးနဲ့ Harry ကတိုးလဲလင်မရရဲ့ Deadly Law ခေါ်တဲ့ဇွဲလူဝမ်ဝဲအကိုတရားရဲ့နဲ့အတူကြည့်ပြလာပါတယ်။ Harry ကငငယ်လေးကအဲ့ရဲ့တောက်တုံမဲဟာအကုန်လုပ်ရပါတယ်။ တက်ဒလီယမ်မွေးနေ့မှာသူ့အိမ်ကတွဲဆိုင်ရုံကိုလိုက်ပို့ပေးတဲ့အခါဟယ်ရီကြောင့်သိနေတဲ့ဦးလေးကထိုးထိုးဆန်းဆန်းနဲ့မလုပ်ဘူးကြိုတရိပေးထားပါတယ်။ဟယ်ရီကလည်းသူ့လေးမှာထားတဲ့အတိုင်းထိုးထိုးဆန်းဆန်းကိစ္စမလုပ်ပဲပေါ်လောင်ရဲတဲ့ကမွေးနေ့စကားပြောနေပါတယ်။မွေးကဟယ်ရီဘောလာကိုနားလဲလို့ခေါင်းထောက်လာတဲ့ကြောင့်တက်ဒလီကဝမ်းသာအားရနဲ့ဟယ်ရီကိုတော့တော်ပြီးမွေးကိုတောက်စားပါတယ်။စိတ်ဆိုးသွားတဲ့ဟယ်ရီကသူ့ကိုယ်တိုင်တော့မသိလိုက်တဲ့မှတ်မှုထားလိုက်မိပါတယ်။တက်ဒလီကမွေးရှိတဲ့ကန်တဲ့ကိုကြားပါပြီးနောက်မွေးကတော့ဟယ်ရီကိုကျေးဇူးတင်တော့ပြောပြီးထွက်ပေါက်ပါတယ်။ဟယ်ရီကအဲ့လိုအထူးဆန်းတွေလုပ်နေကြပြလို့သူ့လေးကလက်နေတာဖြစ်ပါတယ်။ တနေ့တော့ Harry Sibo Howard လို့ခေါ်တဲ့မော်ကြောင့်မှနေတောင်းဝင်မွေရတာစားရလာပါတယ်။အဲစားကိုမြင်တော့အထော်လင်များလာအလက်တကြားနဲ့ဖြစ်ဖြစ်ပါတယ်။တောင်းရတွင်မှလည်းနီးမျိုးစုံနဲ့စားရရလာပေမဲ့ Harry လက်တဲ့ရမခံမဲ့ပြီးရှုပ်ဖြစ်ပါတယ်။သူတို့ရဲ့ဘဝချင်းမှလည်းစားဖို့စီဖို့တင်နေပြနေပါတယ်။တနေ့မှတော့အိမ်ထဲကိုမုံလိုက်တိုက်သလိုစားရတော့ဝင်လာတာကြောင့် Dazzle မိသားစုနဲ့အိမ်မှာမနေရတော့ပဲရေလည်ကောင်းမှမိပြတဲ့တစ်ခုစီထွက်ပေးကြပါတယ်။အဲနေ့က Harry 17နှစ်ပြည့်တဲ့နေ့ဖြစ်ပြီးအဲနေ့ကမှပဲသူတို့အနေနဲ့မိပြလိုက်တဲ့ကိုကြောက်စရာကောင်းတဲ့လူတစ်ယောက်ဝင်လာပါတယ်။ ူကတော့ Harry ငယ်ငယ်က Dumbledore နဲ့အတူ Harry ကိုလာပို့သားတဲ့ Hagrid ဖြစ်ပါတယ်။ Hagrid ကဆုံးတယောက်ဖြစ်ပြီး Harry ကိုပေါ်ကြောက်တက်ဖို့လာခေါ်တာဖြစ်ပါတယ်။အဲ့တော့မှတည်သားပြီဖြစ်တဲ့သူ့ရဲ့အဖေနဲ့မိဟာလည်းဆုံးလေဆိုတာကို Harry သိလိုက်ရပါတယ်။ဘာမှမသိတဲ့ Harry ကတော့သူ့မိဘတွေကကောင်းမှပြီးတည်ခဲ့တာလို့ပဲသိထားရဖြစ်ပါတယ်။ Dursley မိသားစုကလည်းမော်လော့ကမှသူ့ညမတည်ခဲ့ရတာဖြစ်လို့အဖြစ်မှန်ကိုဖုံးဝဲထားပြီး Harry ကိုမော်တော်မတက်စေချင်တာဖြစ်ပါတယ်။အဲ့လိုနဲ့ပဲ Hagrid က Harry ကိုသူနဲ့အတူခေါ်တော့ပါတယ်။ Harry ကကြောင်ဘက်လိုအပ်တဲ့ပစ္စည်းစင်းကိုဖွက်ကြည့်တော့သူတခါမှမကြားဘူးလားဖြစ်နေပါတယ်။ အဲ့ဒါတွေကိုဝယ်ဖို့ကတော့ထူးဆန်းတဲ့တကားပေါက်ပန်းနေတစ်ဆင့် Diagon Alley ဆိုတဲ့မော်စီတိုင်ကိုတွေ့ရပါတယ်။ Harry တို့အကုန်လုံးကအထူးဆန်းဖြစ်နေတဲ့အတိုင်းနေရမယ်။သူ့မိဘတွေသူတို့သားတွေပတ်ဆက်ရထားတဲ့ပတ်မှုသားကြပါတယ်။ဘောမွန်တန်းတွေအလုံးကမျက်စာတွေပြကြပြီးသူတို့ကညာကောင်းကြတယ်လို့ Hagrid ကကုမရဘူးတဲ့ Harry ကိုရှင်းပြပါတယ်။ဘန်ထဲမှာတော့ Harry တော့မသိပဲသူ့ပိုင်တဲ့ပတ်စံတွေအများကြီးရှိနေပါတယ်။ Hagrid က Dumbledore မှာလိုက်တဲ့ပစ္စည်းတစ်ခုကိုလည်းဘန်ကထုတ်ယူတော့ပါတယ်။ဒီကိစ္စကလျှို့ဝှက်ချက်ဖြစ်လို့ဒါရရင်ဘသူ့ဘုံမှာမပြောဘူးလေ Harry ကိုမှာပါတယ်။ ဲ့ဒီတော့မော်ဒယ်လိုရာတောင်ဟယ်ရီကမော်ဒယ်တန်ရောက်တဲ့နေရာကိုတော့ပါတယ်ဟယ်ရီပေါ်တာဆိုတဲ့နာမည်ကမော်လောကမှာမသိသူမရှိလို့ဟယ်ရီကိုယ်တိုင်တော့အားအသင့်နေရပါတယ်သူနဲ့ကန့်ညီမဲ့မော်ဒယ်ကိုယွရင်တခုမှအဆင်မပြေလို့ဆန်းရှင်ကအတွေးခံများများပဲမော်ဒယ်တစ်ချောင်းကိုထုတ်ပေးပါတယ်အဲ့တော့ကဟယ်ရီကိုယွချက်လိုက်တော့ဆန်းရှင်ကအဲ့မော်ဒယ်အကြောင်းကိုပြောပြပါတယ်မော်ဒယ်တွေကိုပြုလို့ရမှာကွဲပြားတဲ့အိုရိုင်းတွေကိုထည့်သွင်းအသုံးပြုရပြီးဟယ်ရီရဲ့တို့က fitness guy ရဲ့မွေးကိုအိုရိုင်းအဖြစ်အသုံးပြုထားပါတယ်အဲ့ဒီ fitness guy ရဲ့နောက်ထပ်အမွေးတစ်ချောင်းနဲ့ပြုလုပ်ထားတဲ့အမှားလို့ပြောရမယ်မော်ဒယ်တစ်ချောင်းရှိပါသေးတယ် အဲ့ဒါကြောင့်မို့တော့ Harry ရဲ့နဖို့မှာအမားရုပ်ဖြစ်အောင်လုပ်ပါတဲ့သူကပိုင်ပါတယ်။အဲ့လိုရဲ့နာမည်ကိုတော့ဘသူမှထုတ်မပြောရကြတောင်းတဲ့ Harry တီးခဲ့ရပါတယ်။အဲ့လိုကပဲသူ့မိဘတွေကိုတတ်ခံမဲ့ Harry ကတီးလို့သူ့အကြောင်းကို Hagrid ကိုမေးပါတယ်။ Hagrid လည်း Harry တီးတဲ့မိတယ်လို့ Voldemort ဆိုတဲ့ဆုံးတရားအကြောင်းကိုပြောပြပါတယ်။ Voldemort ကသူ့ခေတ္တအခါမှာအတော်လုံးမော်စရာတွေလည်းတယောက်ဖြစ်ပါတယ်။ဒါမဲ့လူကောင်းတယောက်မျိုးပဲသူနဲ့တူအမောင်မတ်ချံကိုတောက်ဖို့လူတွေစုခဲ့ပါတယ်။သူ့ဖို့ခုခံသူမှန်သမီးအကုပ်တိတ်ခဲ့ရပြီးအဲ့ထဲမှာ Harry ရဲ့အဖေနဲ့မိလည်းအပါအဝင်ဖြစ်ပါတယ်။ ဗုဒ္ဓမတဲ့ရင်ဘသူမှအသက်မရှင်ခဲ့ပါပဲလူမမဲကလေးလေးဟယ်ရီကတော့နှစ်ဖူးမှတန်ရာလေးတစ်ခုပဲရပြီးထူးထူးခြားခြားအသက်ရှင်ခဲ့ပါတယ်။အဲ့လိုအသက်ရှင်ခဲ့လို့ပဲမော်လော့ဘတ်မှာဟယ်ရီပေါ်တာဆိုတဲ့နာမည်ကကြောက်ကြပါရဖြစ်ပါတယ်။အဲ့နောက်တော့ဟဂရီကဟယ်ရီကိုကြောက်ရထားစီဖို့လက်မှတ်ပေးခဲ့ပြီးပြန်ပေါ်ပါတယ်။လက်မှတ်မှာပါတဲ့စင်းတဲ့နာမည်ကထူးထူးဆက်ဆက်93 quarter ဆိုတော့9နဲ့10ပဲရှိရပူရာမှာဟယ်ရီမက်ဆီလည်းနေပါတယ်။အဲ့အချိန်သူ့လိုပဲကြောက်မြစ်စီပဲနဲ့မိသားစုတစ်ခုဖြတ်သွားတာကြောင့်သူတို့နောက်ကိုလိုက်တော့ပါတယ်။သူတို့ကနေရတခုတည်းကိုတိုးဝင်ပြီးပျောက်ပါတာကိုတွေ့လာကြောင်းဟယ်ရီကသူတို့ကိုမေးပြီးလိုက်ဝင်ပါတယ်။ အထက်ရောက်တော့မှသူရှာလူရဲ့စီးနံနံပါတ်93ကတာကိုပြသပါရယ်။စစ်သားဘော်ရောက်တော့ဟယ်ရီကသူ့ကိုကူညီခဲ့တဲ့မရိုဝစ်လီဆိုတဲ့ကောင်လေးနဲ့အတူထိုင်ပါရယ်။ဘလုံးကသူနဲ့အတူထိုင်နေတာဟယ်ရီပေါ်တာမှန်းသိလို့အော်တော့ပါရယ်။တိုးလန့်နဲ့မုတ်လာရောက်တော့မိုးဝဲစားနံနဲ့ရုံကိုဟယ်ရီကပဲမုန်းနေဝဲကြည့်လိုက်ပြီးနှစ်ယောက်ချင်းနေသွားကြပါရယ်။သူတို့မုန်းစားနေလို့မိန်းကလေးတယောက်ရောက်လာပြီးရုံနဲ့ဟယ်ရီကိုဆေးရလုပ်ပါရယ်။အကုန်တိအကုန်တမချိုးမချင်းမျက်နှာနဲ့ကောင်မလေးကဟယ်ရီရဲ့ကျိုးနေတဲ့နှမမှုလဲမော်ဘီနန်နဲ့ပြန်ပြေးလိုက်ပါရယ်။ တရားခံနေပြီမို့နေရာလုံးဝစ်စုံလဲထားဖို့ပြောပြီးဆေးရမကြီးစတိုင်နဲ့တက်ထွက်သွားတဲ့သူ့နာမည်က Harmony Granger ဖြစ်ပါတယ်။ပေါ်ကျောင်းနောက်ကြီး Howard ကိုရတော့ပထမနှစ်ကလေးတွေကို Harry ကလန်တာပြီးကောတော့ပေးပါတယ်။တောင်းပန်တဲ့တွေက Gryffindor, Hufflepuff, Ravenclaw နဲ့ Slytherin ဆိုတဲ့အဆောင်လေးဘုရဲကကိုရွေးချက်ခံရတဲ့တခုကိုဝင်ရမှာဖြစ်တော့ Professor တယောက်ပါရှင်းတတ်ပါတယ်။တောင်းမရီလို့သမ냐ကိုအမတ်ပေးအမတ်ရှော့စနစ်နဲ့သိဖို့မှာအမတ်အများဆုံးဆောင်မှာတနစ်တာအကောင်ဖလှယ်ရမှာဖြစ်ပါတယ်။ ပရော်ဖက်ဆာထွက်သွားတော့ဒရေကိုမယ်ဖာဆိုတဲ့ကောင်းလေးကနာမည်ကြီးပြည့်တဲ့ဟယ်ရီကိုဝီစလီမျိုးနဲ့ဘေယုတ်တော့ကစမ်းနေနေနဲ့မပေါင်းမဲ့သူ့လိုဆွေးကြီးမျိုးကြီးနဲ့တငယ်ချင်းတို့ကိုမိတ်ဆက်လောက်ဖွဲ့ပါတယ်။ဒါမှဟယ်ရီကတော့နောက်ကျောင်းနောက်ကျောင်းနဲ့ဒရေကိုတငယ်ချင်းတို့ကိုညှင်းလိုက်ပါတယ်။အဲနောက်မှာတော့အသေးကွယ်အောင်တော့နဲ့ကျောင်းမသစ်တွေကိုအဆောင်ဖွဲ့ပေးပါတယ်။ပထမတော့ဟာမိုင်ယိုနီဂရန်ဂျာကိုအထုတ်ဆောင်ပေးလိုက်တော့စကားပြောရတဲ့အထုတ်ကတေချာဆုံးပြပြီးဂရီဖင်ဒေါ်လိုချင်းညှင်းလိုက်ပါတယ်။ဒရေကိုမယ်ဖာကိုတော့အထုတ်ကခေါင်းမော်ရောင်မရသေးခင်စလစ်တရင်ပို့လိုက်ပါတယ်။ ရောမဟယ်ရီကိုစလစ်တရင်ကိုရောက်တဲ့ဆုံးပုံဝေးတိုင်းကစိုးသောသားအကြီးပဲလို့အတိတ်တုံနေပါတယ်။ရောမလည်းသူ့ဘိုရီလိုပဲဂရူဖင်နော့ကိုရှာပါပါတယ်။ဟယ်ရီအလက်ရတော့ပရော်ဖက်ဆာရီပါဝင်အကောင်လုံးမှာစစ်ဝင်နေစားနဲ့စောင့်တင်နေကြပါတယ်။ထယ်ရီကရောပြောရကိုနိုင်ရမီစလစ်တရင်မရဖို့ဆူတောင်းနေပါတယ်။အောက်ထောက်ကလည်းဟယ်ရီအလက်ရောက်မှာစကားရည်များချီးမွမ်းမှမွနေပြီးစလစ်တရင်ပို့ချင်နေပါတယ်။ဒါပေမဲ့ဟယ်ရီကစလစ်တရင်မကြဖို့ရှည်ရနေတာကိုကြားလိုက်တာကြောင့်ဂရူဖင်နော့ကိုပဲပို့လိုက်ပါတယ်။တောင်းမရီအကောင်လုံးမှာသူ့ရောအဆောင်လိုက်ထိုင်ရပြီးနားလာစားကြပါတယ်။ တသက်စားနေတော့ဟောဝါကျောင်းဝါဝိညာဉ်တွေလန့်တလားနေလို့တောင်းမတ်တွေကလက်မှုတပါပဲ။တောင်းမတ်ဟောင်းတွေကတော့တာမန်လိုပဲဝိညာဉ်တွေကိုနှုတ်ဆက်ကြပါပဲ။အဲ့ဒီမှာဆလက်တရရဲ့ခေါင်းဆောင် Professor Snake က Harry ကိုမျက်လုံးစိကြည့်နေတဲ့ဝါစားတော်မလို့ကြည့်နေပါပဲ။သူကမော်ဆေးကြီးရဲ့အကြောင်းသိပြီးသူပဲက Professor Gore ကအမှားဝိဇ္ဇာပါလာတင်တာဖြစ်ပါပဲ။တန်းလာစားပြီးနောက်တော့တောင်းသားသောင်းဆောင်တွေကအုပ်ဆောင်ပြီးအဆောင်မှုခေါ်ပါကြပါပဲ။ဖောဝါကလေကားတွေကအနည်းလိုက်ရွှေရှာနေလို့ပကြီကားတွေကလည်းအသက်ဝင်နေတာတော့ပထမနေ့တည်းအတွက်အထူးဆန်းတွေဖြစ်နေပါပဲ။ နောက်နေ့ပထမလုံးအတန်းတက်ရမယ့်နေမှာပဲ Ron နဲ့ Harry ကနောက်ကျပါတယ်။ Snape ရဲ့စီးရဲ့အတန်းတက်တော့လဲ Snape က Harry ကိုပြင်နာဆက်နေပြီ။ Harry ကတော့ဘာမှမပြင်နိုင်တော့ Gryffindor အမှတ်ချုပ်ခံလိုက်ရပါတယ်။တန်တန်းကြီးအတန်းမှာတော့ Harry ကသူများတွေတက်တင်လွတ်တက်လွနေပါတယ်။တပြက်စီးရဲ့စီးဖို့တင်နေတော့ Neville ကိုလည်းကြားမတရားကတက်ခွပြီးပြင်မစင်းတယ်လို့တောင်းတော့ပတ်လိုက်ရပြီးကန်ကောင်းလို့မသေးပဲပြန်ရောက်လာပါတယ်။ Professor ကထန်ရန်ရသွားတဲ့ Neville ကိုကုသတော်ခေါ်တော့ကျန်တဲ့လူတွေကိုလက်ထဲဆမ်းပြီးမပြေတော့ဘူးမှာပေါ့ပါတယ်။အဲ့ချိန်မှာ Malfoy က Neville ကြတဲ့နေတဲ့ပေါ်လုံးလေးကိုရှူသွားလို့ Harry ကလိုက်တော့ပါတယ်။ မဖိုင်းကလိုချင်ရင်လိုက်ယူဆိုပြီးပြတ်တက်သွားတာကြောင့်ဟယ်ရီလည်းတစ်ခါမှမပြတ်မှုပဲလိုက်တော့ပါတယ်။သူကမဖိုင်းပြစ်လိုက်တဲ့ပုံလုံးကိုဖမ်းလိုက်တာကို Gryffindor ကောင်းကင် Professor Muggle နဲ့တလားပြူတော့ပါတယ်။အဲ့ဒါကြောင့် Harry ကိုသဘောကျပြီး Quidditch အသင်းထဲကိုထည့်လိုက်ပါတယ်။အဲ့လိုနဲ့ Harry ကရှားဆုံးနေ့ရဲ့အငယ်သုံးပေါ်လို့ရှားသမားအဖြစ်တစ်ထောင်လုံးမှတင်ကြည့်တော့ပါတယ်။မွေးရဲ့အမွာကိုနှစ်ယောက်ကတော့အသင်းရဲ့ပုံလုံးရိုက်သူတွေဖြစ်ပါတယ်။ Quidditch ကပြင်းထန်တဲ့ကစားသမားတစ်ခုဖြစ်တာကြောင့် Harry ကစိတ်ပူနေပါတယ်။အဲ့ဒါကြောင့် Hermione ကဟယ်ရီရဲ့အဖေဟာလည်းဘောလုံးရှာသမားတယောက်ဖြစ်ကြောင်းပြောပြပြီး Harry ကိုအားပေးပါတယ်။ သူတို့ကအလုဖို့ရင်အဆောင်ပြန်တာနောက်ကြလို့သူတို့တက်လာတဲ့လေကတတိယတက်ကိုပြောင်းပါပါတယ်။တတိယတက်ကတားမြစ်နယ်မြေပြည်လို့ဆက်စုပ်ကျင်တဲ့တုံးလောက်သာအထက်ဝင်ကြည့်ပါပဲ။အထက်မှာသူတို့စမ်းသပ်လို့အများကြီးပဲအခန်းလေးတစ်ခုထဲမှာခေါင်းတော်လုံးနဲ့ခွေးကြီးတစ်ကောင်ရှိနေပါတယ်။သူတို့လည်းကြောက်ကြောက်နဲ့ပြန်ပြေးလာကြပါတယ်။အဲ့လိုအချိန်တွေမှာတော့ဟာမယွန်တွေကတခုခုကိုခွေးကြီးကစောင့်ကြနေမှမြင်ခဲ့ပါတယ်။တမ်းမြက်တဲ့ဟယ်ရီကလည်းခွေးကြီးစောင့်နေတာဘန်သားနဲ့ဟက်ဂရစ်ယူခဲ့တဲ့ဘေးစီမှာဆက်ဆက်တွေ့မိလိုက်ပါတယ်။အဲ့နောက်မှာတော့ဟယ်ရီကို Gryffindor တင်းကောင်းတော်မှာ Quidditch အကြောင်းရှင်းပြပါတယ်။ တက်သေးမှာတိုက်စစ်၃ယောက်ရှိုက်သူ၂ယောက်ကိုးဆောင်၁ယောက်နဲ့ရှားဘုသူ၁ယောက်ဆိုပြီးလိုခဏရစီပါပါတယ်။ကစားနေမှာဖော်လုံး၃မျိုးရှိပါတယ်။အကြီးဆုံးမော်လုံးကို꽈ဆာလုတ်ခေါ်ပြီးတိုက်စစ်တွေကအဲဒီကော်ဖယ်ကိုလူကြရပါတယ်။သူတို့ကကိုးဆောင်မမီအားအကွဲသုံးမွေးလက်ကိုဝင်အောင်ပြင်နိုင်ရဲဆက်မှတ်ရပါတယ်။ဂရီဖင်နော့ရဲ့ကိုးဆောင်ကတော့ကုစင်းမြန်ရဲ့အသင်းကောင်းမှဖြစ်ပါတယ်။ဒုတိယဖော်လုံးပလဲဇာလာတော့ရှားဘုသူတွေကိုလိုက်တိုက်ခိုက်မဲ့ပုံလုံးကြီးပြီးဇိုက်သူတွေကသူတို့အသင်းရဲ့ရှားဘုသူကိုကာဝယ်ဖို့နဲ့တစ်ဖက်အသင်းကရှားဘုသူကိုနောက်ဆက်ဖို့အဲပုံလုံးကိုဇိုက်ထုတ်ပေးရပါတယ်။ အသေးလောက်ရှိပေါ်လုံးလေးကတော့ Harry လို့စာပို့သူလက်ဆက်ရမယ်ပေါ်လုံးဖြစ်ပါတယ်။တစ်ဖက်အသင်းကစာပို့သူနဲ့အတူ Harry က H ပေါ်လုံးမှုလိုက်ဖက်ရမှာဖြစ်ပါတယ်။ပေါ်လုံးလေးကမြည်ရကလောက်အောင်မြင်တဲ့အပြင်ရှေပေါ်လုံးမှုတသိန်းကမီရင်ကစားပွဲပြီးမှာဖြစ်ပါတယ်။ရှေပေါ်လုံးမှုဖမ်းမိရတဲ့အသင်းကအမှတ်140လောက်ရမှာဖြစ်လို့စာပို့သူတွေကပွဲရဲ့အဆုံးပြည့်ဖြစ်နိုင်တဲ့အဆင်မြင်ပါတယ်။နောက်နေ့အတိုင်းနဲ့မှာ Professor တယောက်က Labor ဝင်းင်းပေါ်ပြီးနာကိုတင်ကြပါတယ်။ထုံးတဲ့အတိုင်းအရှင်လောက်တက်တဲ့သူကဟာမယုန်နေဖြစ်ပါတယ်။ရုံးကတော့တလွဲရီဂျွန်နေလို့ဆရာမာဒီဟာမယုန်နေကသူ့ကိုအမှန်ပြပေးပါတယ်။ နည်းနည်းရှက်ပွဲသွားတဲ့နှုန်းနဲ့အတန်းစင်တော့ဟာမယွန်နီကဆီယမ်မာကြီးလုံနေလို့တငယ်တင်းမရှိတာဆိုပြီးအတင်းတော့ပါတယ်အဲ့ဒါကိုဟာမယွန်နီကကြားပေါ်လို့ရုံးကိုစိတ်ဆိုးပေါက်ပါတယ်တန်းစားလည်းလာမစားတော့ပဲအင်နာထဲမှာတနည်းလို့တောက်ပုံနေတယ်ဆိုတဲ့တဲ့င်းကိုဟယ်ရီတို့ကြားလိုက်ရပါတယ်အဲ့ချိန်မှာအမဝိဇာဘာသာတင်တဲ့ပရော်ဖက်ဆာတွေ့ရတာထမဲစားတဲ့နေ့ကိုအပြေးလောဝင်လာပြီးမြောက်ခန့်ထဲမှာတစီလင်ကောင်ကြောင်းနေတယ်လို့ပြောပါတယ်တောင်းဝါရီကတောက်လက်တကြထားပြီးကြတော့ဒမ်မတော်ကအော်လာနောက်ပါတဲ့အတန်းနဲ့တောင်းဝါရီကိုသူတို့ဆောက်သူတို့ပြန်ထိုင်လိုက်ပါတယ်ဆရာရွယ်ကိုတော့မြောက်ခန့်နဲ့လိုက်ခဲ့ခိုင်းပေမဲ့ပရော်ဖက်ဆာစနိတ်ကတနည်းအားကိုထောက်တော့ပါတယ် အဲအချိန်ရိုနဲ့ဟယ်ရီကတယောက်တည်းငိုနေတဲ့ဟာမိုင်ယိုနီကိုတရိပ်ပေးဖို့မန်ကလေးအိမ်သားကိုသွားကြပါတယ်။ဟာမိုင်ယိုနီကလည်းငိုလို့ပါပြီးထွက်လာတော့တဆေနဲ့တက်တက်တို့ပါတယ်။တဆေကဟာမိုင်ယိုနီကိုတင်းမုန်းနဲ့လိုက်ရနေတော့ရိုနဲ့ဟယ်ရီရလာပြီးတဆေကိုနှောက်ရှက်ကြပါတယ်။ဟယ်ရီကိုတဆေကသူ့တင်းမုန်းနဲ့ရဲဖို့လုပ်ချင်းရိုကတင်းမုန်းကိုလေးဘောပြန်လာတာသုံးလိုက်ပါတယ်။တန်ကားမီအသက်တော်မှန်တော်လို့တင်းမုန်းကလေးဘောပြန်သွားပြီးနောက်သူ့တင်းမုန်းစာသူပြန်မိပြီးမေးလေတော့ပါတယ်။အဲအချိန်ကျမှပရော်ဖက်ဆာရီရောက်လာကြပါတယ်။ဟာမိုင်ယိုနီကသူ့ဆက်ဆိုပြီးတဆေကိုလာကြည့်မိတာကိုဟယ်ရီနဲ့ရိုကလက်ကဲလာလို့လိန်ပြောလိုက်ပါတယ်။ အဲဒါကြောင့် Gryffindor Professor သား Hermione ကိုအမှတ်လျှော့ပြီး Harry နဲ့ Ron ကိုအမှတ်တိုးပေးလိုက်ပါတယ်။အဲ့ချိန်ကစလို့သူတို့တော့ရဟာအချစ်ဆုံးတင်ငန်းချင်းတွေဖြစ်သွားကြပါတယ်။အညာသာအဖြစ်အပျက်တွေတော့ Harry က Professor Snape ကိုတန်လျာဝင်နေပါတယ်။နောက်နေ့မှာတော့ Harry စီကိုစားဖို့စီဖို့တကောင်မှလက်ဆောင်တစ်ခုလက်ချပေးတော့ပါတယ်။အဲ့ဒါကြတော့နောက်ဆုံးပေါ်အမြင့်ဆုံးတပည့်စီပဲ Nevers 2000နဲ့ဖြစ်ပြီး Gryffindor ရဲ့ Professor Mabon နဲ့ကလည်းတခြားကျောင်းမတွေမသိအောင်ပို့လိုက်တာဖြစ်ပါတယ်။အဲ့လိုနဲ့ Quidditch ပြိုင်ပွဲတွေကိုကြောက်လာပြီး Gryffindor နဲ့ Slytherin တို့ကစားရမှာဖြစ်ပါတယ်။ အစသားတော့ Gryffindor ကတိုက်စစ်လဲကောင်းမလို့ဂိုသမားကလည်းကောင်းလို့လို့ Slytherin ခွေးပြင်နေပါဗျ။ဒါမဲ့ Slytherin ဆက်ဆက်မဲ့တိုက်စစ်ဖို့ရောဂိုသမားဖို့ရောလူလဲအောင်လုပ်လိုက်ပြီးနောက်မှာအမတ်တွေပြန်ပါပေါ့ပါဗျ။အဲ့အချိန်ရွှေဘော်လုံးလက်ချနေတဲ့ Harry ရဲ့တပည့်စီပဲမူတရားရောက်ပါနှက်ချက်နေကြအောင် Harry ကလေးပေါ်မှာကြပြတ်ပြန်နေဖြစ်နေပါဗျ။အနတဲ့ဟာမိုင်ယိုနီကပရိသတ်တွေနဲ့လက်ကြည့်လိုက်တော့ Professor Snape ပဲကာထာရုံနေတော့ကိုတွေ့လိုက်ရပါတယ်။ဟာမိုင်ယိုနီက Professor Snape နောက်ကိုသွားပြီးသူ့ရုံကိုမိရှုံလိုက်တော့မှတပည့်စီပြန်မှာပုံမှန်မျက်ပြစ်တော့ပါတယ်။ ဟရီကရှိုဘာလုံးကိုလိုက်ဖမ်းရင်ပစက်နဲ့ဖမ်းမိသွားတာကြောင့်ဂရူဖင်နော့ကအမှတ်ပြတ်သွားပြီးစလစ်သရင်ကိုနိုင်ပေါ်ပါတယ်။သူတို့တုံးရောက်လဲစနိတ်ဘုံမတင်ကားတော့ပဲဟက်ဘရစ်စီသွားပြီးစနိတ်မကြောက်မိပါတယ်။ဟရီတို့ကခေါင်းတော်လုံးပွေတီးဆောင်နေတဲ့အခါမှစိတ်ပတ်ပါတယ်လို့တစီနဲ့အာယုံလွှဲတယ်လို့ထင်နေပါတယ်။ဟက်ဘရစ်ကတော့ပရော်ဖက်ဆာစနိတ်ဘုံအထင်မလွဲဘူးနဲ့ဝင်းမပါတဲ့နေရာတွေမပေါဖို့ပဲပြောလိုက်ပါတယ်။အဲ့လိုနဲ့ခရစ်စမတ်ပရက်ကိုရတော့ဟာမယိုနီကအင်ရတော့ပါတယ်။ရုံကတော့တူမိပါတွေအိမ်မှာမရှိလို့ဟရီနဲ့ပဲစစ်တူရင်ကစားရင်ဟောဝါမှနေခဲ့ပါတယ်။ခရစ်စမတ်နေ့မှာဟရီကပါဆယ်တထုပ်လက်ဆောင်ရပါတယ်။ လက်ဆောင်နဲ့အတူထားဖို့မဲဖေးပိုင်ခဲ့ပြီးကုရမင်းကိုလက်ဆင့်ကမ်းပီးတင်တက်ပြီးဆိုတဲ့စာတစောင်းနဲ့ပါပါတယ်။ပေးလိုက်လို့ကိုမသိရပါပဲ။လက်ဆောင်မှာအရှမ်းကိုရှာပါတယ်ကိုပြဝေယုံဖြစ်ပါတယ်။အဲရီလက်ကိုပြဝေယုံကိုရတယ်နဲ့ညဘက်ခိုးထွက်ပါတယ်။ပါရင်သွားရင်နဲ့ Professor Snake က Professor Gore ကိုချိန်ချောင်းနေရတွေ့လိုက်ရပါတယ်။အဲ့လိုနဲ့သူတို့တောင်းရောက်မှာစားကြည့်လိုက်တဲ့မြေလက်ဆိုင်အရှမ်းကိုစွာကြည့်လက်မော်ချောက်တုံတစ်ခုအကြောင်းကိုတွေ့ပါကြပါတယ်။ပေါ်ချောက်တုံးမှာ Shape ဖြစ်မှုဖြစ်အစောတက်တီရရှိတဲ့အပြင်လူတယောက်ကိုထာဝရအသက်ရှင်နေတဲ့အစောတက်ပါတယ်။ ခေါတော်လုံးခွေးတီးဆောင်နေတဲ့အဲ့ကြတော့မဲ့လို့ Fairness Harmony ကယူဆပါတယ်။သူတို့ယူဆတဲ့ကိုအတီးပြုဖို့အတွက် Hagrid ကိုတောင်းပေးကြတဲ့အခါ Hagrid ကနကားမွေးပြီးလှုပ်ရှုံနေပါတယ်။သုံးလလုံးပြက်လာတော့ Draco ကတိုင်းမိချိန်မှာသူတို့ပြန်ထွက်သွားတာကို Professor နဲ့တန်းလိုက်ပါတယ်။တွေ့ရတော့သူတို့သုံးယောက်လုံးပြင်သူတို့ဘာလို့တဲ့ Draco ကအပြစ်ခိုးထွက်လို့အပြစ်ပေးခံရပါတယ်။တိတိကျကျတော့ Hagrid နဲ့သူအပေါင်တော်လေးကိုပြင်းလဲရမှာဖြစ်ပါတယ်။ Hagrid ကအမောင်တော်လေးမှာ Unico အသေးတွေတွေ့နေရလို့လက်ထောက်လန်းတာဖြစ်ပါတယ်။ Unico သွေးရည်ကမွေးရောက်ပြီးတောထဲမှာတဲလုံသားတွေတော့လူခွဲပြီးရှာကြပါတယ်။ ဟယ်ရီနေဗရီကတနင်္လာရောက်တော့ဝေးရောက်မယ်တဲ့လူတယောက်ကရှူနီကိုလက်သားရဲ့တွေ့ဖို့စုံနေရကိုတွေ့လဲရပါတယ်။ဘရီကကကြောက်လုံးလုံးထွက်ပြေးသွားပြီးဟယ်ရီကအဲ့လူကိုမြင်လာတဲ့တိုးမာယူကနာလာပါပဲ။ဝေးရောက်တဲ့လူကဟယ်ရီနားကိုကတ်လာတဲ့ဆန်တော်လက်ကောင်ရလာပြီးခြောက်လို့လိုက်ပါတယ်။ဆန်တော်ကဟယ်ရီလိုလူအတွက်အမှောင်တော့ကအနေအများလို့ပြန်မှုပြောပါတယ်။ရှူနီကိုလုံးမြင်တဲ့တရဝါရဲ့တွေ့ဖို့တောက်တဲ့လူကတည့်ရဆက်ဆက်မှတော့အသက်ဆက်နိုင်ကြပါတယ်။ဝေးရောက်မယ်တဲ့လူကတည့်ရဆက်ဆက်ဖို့တမောဖြစ်ပြီးသူကကြောက်မှသိတာတဲ့ပေါ်ကြောက်လုံးမှုလူကျင်နေတာလို့ဆန်တော်ကဟယ်ရီကိုပြောပြပါတယ်။ နောက်နေ့မှာတော့ Harry တို့က Hagrid ကိုစကားအင်းင်းနဲ့ခေါင်းတော်လုံးခွေးကတချင်းတဲ့အားရနဲ့အိတ်သွားတဲ့ဆိုတော့ကိုသိလိုက်ရပါတယ်။သူတို့ကဗိုလ်တန်မအသက်ရှင်ရေးအတွက်ခွေးစီကနေပေါ်ကြောင်တော့မှစိတ်ပါကိုဝင်မှလို့ယူဆထားကြပါတယ်။အဲဒါကြောင့်စိတ်ဖို့တားဖို့အတွက် Navaya တို့ခေါင်းတော်လုံးခွေးကြီးစီကိုထားပါကြပါတယ်။အဲအချိန် Navaya ဆိုတဲ့ကျောင်းသားတယောက်ကသူတို့ရဲ့ Navaya နဲ့ကုထွက်လို့ Gryffindor အမှတ်ရရတာကြောင့်ကိစ္စောင့်နေပြီးသူတို့ကိုတားပါတယ်။ဒါပေမဲ့ Hermione က Navaya ကိုဖျက်အောင်လုပ်ခဲ့လိုက်ပါတယ်။အခန်းထဲကိုရောက်တော့ခွေးကြီးကအိတ်ပေါ်နေပြီဖြစ်တာကြောင့်အထက်ကိုစိတ်ပြိုရောက်နေပြီဆိုတာတေးတာပါတဲ့သူတို့လည်းအမြင်လိုက်ပြီးဆင်သွားကြပါတယ်။ အထဲရောက်တော့ရှုံးလင်းနေလေဖြစ်တဲ့နှွယ်ရှင်တွေရဲ့ကိုပြောကြတော့ပါတယ်။မော်ချန်းကြည့်နေတဲ့ဆရာမကြီးကစိတ်ကိုလျှော့လိုက်မှလွတ်မယ်ဆိုတာသိလို့အရှင်းလွတ်တော့ပါတယ်။ Terry ကလန်ဂျင်းနေလိုက်တော့လွတ်သွားပေမဲ့ငကြောက်လေးရုံကတော့ရှုံးကန်နေသေးလို့နင့်မြဲနေနေပါတယ်။အဲ့လာကြောင့်ဟာမယိုနီကပဲပေါပီနာသောမီဘရူကိုထုတ်ပေးလိုက်ပါတယ်။ရှေ့ကိုဆက်သွားတော့တော့ပြန်တွေများကြီးနဲ့တပြက်စီပဲနှောင်ရှင်နေပါတယ်။ပေါပီနာတခြားမှာထူးခြားနေတဲ့အတွက်အဲ့တော့ကိုဖန်နိုင်မှရှေ့ဆက်သွားလို့ရမယ်ဆိုတာသဘောပေါက်လိုက်ပါတယ်။အဲ့လာကြောင့် Harry ကအဲ့တော့ကိုလိုက်ဖန်ပြီးဟာမယိုနီကိုပြစ်ပေးလိုက်ပါတယ်။ တကားပွဲတော့သူတို့လည်းသွားဆိုင်လို့မသေးပဲလက်မရည်လေးတစ်ဖက်ချရောက်လာကြပါတယ်။ဒီအခါမှာတော့စက်တူရင်ရောအကြီးကြီးပဲရှိနေပါတယ်။ဒီတိုင်းဖြတ်သွားလို့မရပဲစက်တူရင်ကစားလို့နိုင်မှာတစ်ဖက်ကိုပေါလို့ရမှာဖြစ်ပါတယ်။အဲ့လာတော့ဆာလာလွယ်ရင်ကစားနေရလို့မှထူးချွန်တဲ့ရုံက Harry နဲ့ Hermione တွေကိုလိုအပ်တဲ့စစ်တူရင်ရုံနေရာတွေမှာဝင်ပြစ်ခိုင်းပြီးဥဆောင်မသားပါဗျ။အစားခါရတဲ့စစ်တူရင်ရုံတွေကဖက်စီးခါရတာကြောင့် Hermione နဲ့ Harry ကလုံးဝထိုးချိုးလို့မရတဲ့အချုပ်တွေဖြစ်ပါဗျ။ဒါပေမဲ့ Nimbus ဘက် Ron ရဲ့မျက်စိတွေကောင်မှမဖြစ်မနေထိုးချွေးဖို့လိုလာပါဗျ။ ရိုးရဲ့မြေရောက်ကဖြက်စီးခံလာရတဲ့ကဟယ်ရီကတ်ချက်မိုက်ဖြစ်ပြီးတစ်ဖက်ချန်တာတကပုံတော့ပါတယ်။တတိမိတ်ပါတဲ့ရုံကိုဟာမယိုနီကတက်ခေါ်သွားရမှာဖြစ်လို့ဟယ်ရီတယောက်နဲ့ရှေ့ဖို့ဆက်တော့ပါတယ်။အထက်ရောက်တော့မောကြောင့်တို့ကိုလိုက်ခိုးနေတာဟယ်ရီဂျနာဒရိုစလဲမဟုတ်ပဲပရော်ဖက်ဆာဘူရဲဖြစ်နေပါတယ်။ဗိုလ်ဒမော့ကသူ့ဘုတ်ထဲမှာကပားပေါင်းလို့မိတွေ့အသက်ရှင်နေတာဖြစ်ပါတယ်။မကြတော့မှုသားရရင်ဗိုလ်ဒမော့ကအသက်ပြင်းစင်နိုင်ပြီဖြစ်လို့မကြတော့မှုအသေးအတန်လိုက်ရှာနေတာဖြစ်ပါတယ်။ British ပွဲလုံးမှာလည်း Harry ရဲ့တပည့်စီးပြန်မှုနောက်ဆက်တာ Professor Quirrell ဖြစ်ပြီး Snape ကတန်းတဲ့ကာရသုံးနေလို့က Harry မသေးတာဖြစ်ပါတယ်။ ဗိုလ်ဒမော့ကမင်းစီမှာတောက်လို့ရှိနေတယ်လို့ဟယ်ရီကိုပြောပါတယ်။တကယ်လဲအခမ်းအနဝင်လိုက်တာနဲ့ဘာကြောင့်မှမသိသူ့ရဲ့ကတည်းကတောက်တော့မှရှောင်နေပါတယ်။ဟယ်ရီကထွက်ပြေးပေမဲ့ Professor Quirrell ကသူ့ကိုမီးရင်နဲ့ကထားလိုက်ပါတယ်။သူကဟယ်ရီကိုလည်းပဲညက်တတော့ဟယ်ရီကသူ့လက်ကိုပြန်ယုံတဲ့အခါဟယ်ရီကြီးလိုက်တဲ့ Professor Quirrell ရဲ့လက်ကမီးကျုံမိတာကြောက်ပါတယ်။ဟယ်ရီလည်းဘာမှမသိပေမဲ့လက်နောက်တစ်ခုလုံးကိုလက်နှစ်ဖက်နဲ့အားရပါရထိလိုက်ပါတယ်။အဲဒါကြောင့် Professor Quirrell ကတကူလုံးပြန်ကြောက်ပါတယ်။သူ့ကိုကတ်ွက်နေတဲ့ Voldemort ကတော့တေဝါကပြန်လာဖို့တခြားနေရရှိသေးတယ်လို့ပြောပြီးတေးရဲတဲ့ကောင်လုံးပြန်ထောက်တော့ပါတယ်။ ဟယ်ရီလက်မှာကြောင့်ကိုကန်ထိုင်ရင်သတိမြေတော်ပါပဲ။တန်နိုးလာတော့စေကုသဆောင်မှာတောင်းမရီလာပေးထားတဲ့လက်ဆောင်ပစ္စည်းရီမုတ်အနေနဲ့သူပရော်ဖက်ဆာတမ်မတော်လက်ရှိနေပါပဲ။မြောက်ခန့်တဲ့သားအဖြစ်အပျက်ကိုတစ်ထောင်လုံးသိပါလို့တောင်းမရီကသူ့ကိုခုံပြုတ်လက်ဆောင်တွေလာပေးထားကြတာဖြစ်ပါတယ်။ဟယ်ရီလက်သတိရရတဲ့သူညမမီသမျှအဖြစ်အပျက်တွေကိုမေ့ကြည့်ပါတယ်။ပေါ်ကြောက်တော့မှကိုကျော်အတွက်အတုံးစားဖို့မဟုတ်ပဲလက်ရှာတဲ့သူသားရှာတွေ့နိုင်တာဖြစ်လို့ဟယ်ရီကကြောက်တော့မှအလိုလိုစားတွေ့သွားတာဖြစ်ပါတယ်။ပရော်ဖက်ဆာကိုရသာတူတီလိုက်တာနဲ့ပြဖြစ်သွားရတဲ့အကြောင်းရင်းတော့ဟယ်ရီအမိကြောင့်ဖြစ်ပါတယ်။ အဲရီမီကသူ့သားလေးကိုဗိုလ်ဒမော့လက်ကနေကာကွယ်ဖို့မတိတ်ခင်မှာသူ့ရဲ့မိခင်မြေတားနဲ့ပေါ်ပင်တာပေါ့မီပေါ်ကာကွယ်တခုဖန်တီးပေးခဲ့ပါတယ်။အဲဒါကြောင့်မဗိုလ်ဒမော့ကသူ့ကိုတတ်လို့မရတဲ့အပြင်ကုကျယ်တီလက်ဖမ်းနေတာဖြစ်လို့မရတာဖြစ်ပါတယ်။ဗိုလ်ဒမော့ကခုလလဆယ်တော့ပြန်ပြီးအားနဲ့ပေါ့ပြီးဖြစ်ပေမဲ့သူ့ပြလာနိုင်တဲ့နေလက်တွေကအများကြီးရှိနေပါတယ်။အဲလိုနဲ့နစ်ကုံတော့ဟယ်ရီတို့ဂရူဖင်တို့ကအမှန်အများဆုံးနဲ့အသင်ဖလားနိုင်ရပါလို့ဘောက်တက်စာတဲ့နေ့တစ်နေ့လုံးမှာတချောင်းလုံးကဂရူဖင်တို့လက်မဲ့ဆွေးထားရမှာဖြစ်ပါတယ်။ကျောင်းပတ်ရမှာအားလုံးကကိုယ်ဝင်ကိုပြန်ကြရင်ဟော့ဘွက်ရဲ့စာတဲ့နေ့တစ်နေ့ပြီးဆုံးပါပါတယ်။